မင်္ဂလာပါခင်ဗျာဒီဒီပတ်မှတ်မှတ်သားသားစကားများအစီအစဉ်မှာဆက်သွယ်ရေးဥပဒေပုံမှ66ကာကြီးနဲ့ပတ်သက်လို့ပြောဆိုကြတဲ့စကားတချို့ကိုမှတ်သားမိတဲ့စကားတွေဖြစ်ကောင်းထုတ်တင်ပြလိုပါတယ်66ကာကြီးပြင်ဆင်ရေးကိစ္စဟာတိုင်းပြည်ပြက်လောက်တဲ့ကိစ္စမဟုတ်တဲ့အကြောင်းသတင်းမီဒီယာတွေအနေနဲ့ကိုယ့်အတိုင်းဝိုင်းကိုထိခိုက်ရင်ကြီးလို့ဝိုင်းအားတဲ့စိတ်ဓာတ် crow mentality ကိုရှော့ချဖို့ အာဏာရမျိုးသားဒီမိုကရေစီဖွဲ့ချုပ် NLD ပါတီရဲ့ပြောခွင့်ရပုဂ္ဂိုလ်ဦးဝင်းထိုင်ကပြောလိုက်ပါတယ်66ကာကြီးပြင်ဆင်ရေးနဲ့ပတ်သက်လို့ရန်ကုန်မန္တလေးသတင်းတောက်တွေကဆန္ဒပြတောင်းဆိုရာနဲ့ပတ်သက်ပြီးဒီဥပဒေကိုပြင်ဆင်ဖို့ NLD လွှတ်တော်မှာအဆိုပြုဆွေးနွေးတာရှိမရှိမေးမြန်းရမှာဦးဝင်းထိုင်ကအခုလိုပြောကြားရတာဖြစ်ပါတယ်ဒါတိုက်ရိုက်တဲ့မကြတာဟုတ်ပဲဟုတ်ပြီကြီးကမှတကယ်လာလို့မရတယ်ကြီးကကြီးကအားလေသူများတွေခံရတော့ဘာမှမပြောဘူးတန်းတော့အောင်လို့ရတယ် သူကသူမြောက်တရားဆွဲလူတွေက20တောတရားဆွဲတာလေသူလည်းဆိုအမေရိကဗာလီရတဲ့မော်ယုံတို့လည်းကဲကြီးကမက်တယ်ဒီ short NLD ပါတီပြောခွင့်ရပုဂ္ဂိုလ်ဦးဝင်းထိန်ပြောတော့တာပါသတင်းမီဒီယာဆိုတာစရုပ်ထမှန်တိုင်းဖြစ်ပြီးတော့66ကကြီဥပဒေကိုအသုံးချပြီးတော့အုပ်ချုပ်ရေးမှန်တိုင်းကသတင်းမီဒီယာကိုအေးအေးယူဖိနှိပ်နေတာဟာနိုင်ငံရဲ့မှန်တိုင်းအချင်းချင်းပေါ်အနိုင်ကျင့်နေတဲ့အလုပ်ရဖြစ်တယ်လို့ DVB သတင်းဌာနကကိုသာလွန်ဆောင်ထက်ကပြောလိုက်ပါတယ် 66ကကြီးဥရီကိုအသုံးပြုပြီးတော့တရင်သမားတွေကိုအေးအေးယူနေတာပတ်သက်ပြီး RFA ကမေးမြန်းရမှာကိုတာလွန်စောင်းထက်ကအခုလိုပြောနေတာဖြစ်ပါတယ် တောင်းလျှောက်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဓာကြီးကိုသူကတုံးပြီးတော့ကျွန်တော်တို့အနိုင်ကျင့်နေရအဲ့တော့မန်တိုင်းနေကိုအနိုင်ကျင့်နေရအောင်နော်မန်တိုင်းချင်းချင်းဆိုတာအပြန်လန်ထိန်းကြောက်ရတာလေအာစုရမန်တိုင်းဆိုတာတိုင်းပြည်ရဲ့မျက်စိတိုင်းပြည်ရဲ့နားပေါ့အဲ့တော့တိုင်းပြည်ရဲ့မျက်စိကိုကိုယ်အောင်ချက်ဆက်ချက်ပဲကြီးနေပိတ်တယ်တိုင်းပြည်ရဲ့နားကိုမကြားနိုင်အောင်လို့တိုင်းပြည်ရဲ့ဟိုပါပေါ့နော်ဟိုဗဇက်ကိုမပြောနိုင်အောင်လို့ချက်ဆက်ချက်ပဲကြီးနေပိတ်တယ်အဲ့ဒါကြောင့်မလို့ဒီဟာကတော့ဟိုရှင်းချင်းပြောရရင်ဒေသလွတ်လပ်ခွင့်ရာနှုံးပြည့်ရာနှုံးပြည့်သူကချင်းချောက်တာ DBB ကကိုသားလွန်ဆောင်ထည့်ပြောတော့တာပါ ပုံနှိပ်မီဒီယာကနေအင်တာနက်အွန်လိုင်းပေါ်မှာလွှင့်တင်မယ်ဆိုရင်66ကကြီးဥရင်းနဲ့ညှိတော်မယ်လို့သတင်းသမားတွေစိုးရင်ဆင်ခြင်လာရပြီဆိုရင်ဒီမိုကရေစီရဲ့အနှစ်သာရတစ်ခုဖြစ်တဲ့လွတ်လပ်စွာပြောဆိုရေးသားခွင့်အပေါ်မှာထိပါလာတဲ့သဘောဖြစ်ပြီးကောင်းတဲ့လက္ခဏာမဟုတ်ပါဘူးလို့ CNB သတင်းဌာနကဆရာစီသူအောင်မြင့်ကပြောကြားလိုက်ပါတယ်66ကကြီးဥရင်းနဲ့ပတ်သက်လို့ RFA ကသဘောထားအမြင်မေးမြန်းရမှာဆရာစီသူအောင်မြင့်ကအခုလိုပြောရတာဖြစ်ပါတယ် မီဒီယာတော်တော်များများကဥမာပုံနှိပ်မီဒီယာပဲဆိုပါစို့အဲသူတို့တွေကသူတို့ရေးသားလိုက်တဲ့ဟာတွေကပုံနှိပ်မှာတော့သူတို့လွတ်လပ်လပ်သူတို့ရေးကြတယ်ဒါပေမဲ့ဒါကို online ပေါ်တင်တဲ့ခါကျရင်သူတို့အရန်ကိုသတိထားကြတယ်ဘာဖြစ်လို့လဲဆိုတော့ဒီ online ပေါ်ရောက်သွားပြီဆိုတာနဲ့ဒီပုံမှန်နဲ့ ဆွဲဆိုပြီးဆိုရင်နောက်တရားရုံးကလည်းလက်ခံလိုက်ပြီးဆိုရင်ဒါကကတော့လို့ဟိုအဖမ်းခံရတော့မယ်ဆိုတာတေချာတော့ဖြစ်နေတယ်အဲ့ဒီလိုမျိုးဟိုသတိထားနေရတဲ့အနေထားတွေရောက်လာပြီးဆိုကြတဲ့ကဒါမီဒီယာကိုဟိုလွတ်လပ်စွာရေးသားထုတ်ဖော်ခွင့်နဲ့ပတ်သက်ပြီးတော့မှဟိုတိတ်ပြီးတော့မှအလားအလာကောင်းတာကိုဟိုမတွေ့ရဘူးအဲ့တော့ဒါမီဒီယာနဲ့ပတ်သက်လို့ကတော့အကန့်အသတ်အများကြီးဖြစ်စေတဲ့ဥပဒေပုံမှန်လိုပဲမြင်ပါတယ်ဆရာစီသူအောင်မြင်ပြောတော့တာပါ66ကကြီးကိုအသုံးချပြီးတော့သတင်းမီဒီယာတွေကိုအေးအေးယူဖမ်းဆီးနေတာဟာ ဒီမိုကရေစီရဲ့အသက်ဖြစ်တဲ့လွတ်လပ်စွာရေးသားခွင့်ကိုကန့်သတ်နေတာဖြစ်ပြီးဒီကနေတခြားသူတွေကိုပါကြောက်ရွံ့ထိတ်လန့်စေတဲ့အတွက်လွတ်လပ်စွာပြောဆိုရေးသားခွင့်ကိုထိပါစေတယ်လို့မော်ကွန်းမဂ္ဂဇင်းအယ်ဒီတာကိုစရာလိုင်းကပြောပါတယ်။ဇွန်လ9ရက်နေ့က RFA ကမေးမြန်းရမှာအခုလိုပြောကြားရတာဖြစ်ပါတယ်။ဒီဥပဒေပုံမှန်ကို300ချင်းကဒီဥပဒေပုံမှန်တုံးလို့ရှိရင်ချက်ချင်းဖမ်းချုပ်နိုင်တဲ့အခွင့်အာဏာရှိတာ။အိုးအဲ့တော့သူတို့လိုချင်တာမျိုးမြင်ရတယ်။နောက်ပြဿနာကဟိုယာရုကြီးကြီးယူတဲ့လူအမြင့်မြင့်နေတဲ့လူကအမြဲတမ်းပြောဆိုခံရမှာပဲ။ ဟိုဘယ်နှခမ်းမယ်တက်ခဲတာခမ်းမယ်ပုတ်ချလဲရှိရင်ရှိလိမ့်မယ်ဒါကိုသဘောထားကြီးကြီးနဲ့တုံ့ပြန်ခြင်းကသူတို့ဖွဲ့စည်းရဲ့ရစ်ကြက်မှုကိုပြတ်တာရောက်တယ်အဲ့လိုမျိုးပဲငါတို့ထိတာနဲ့ငါတို့အဲဒီလိုမျိုးငါတို့မကြိုက်တာပြောတာနဲ့လုပ်မယ်ဆိုတာမျိုးကအဲဒီဒီမိုကရေစီအသက်ဖြစ်တယ်လွတ်လပ်စွာပြောဆို권ကိုထိခဲ့စီတာတခုရှိတာကျွန်တော်ကအဲ့ဒီ effort ကတက်ရောက်မှုကမီဒီယာသဘောနဲ့ပြောမစွန်း chilling effort လို့ခေါ်တယ်အေးခဲပြီးတော့ကြောက်အောင်လူတွေလှုပ်ပြတာကိုနောက်ရေးမဲ့သူတွေကိုမလှုပ်ရအောင်ပညာပေးတဲ့စံနမူနာပေးတဲ့သဘောလေးဖြစ်နေတယ် အဲဒါကခုနပြောတဲ့ဒီ freedom of expression freedom of press ကိုထိခိုက်တဲ့သဘောတွေတယောက်တည်းအဲ့တော့ဒေသလွတ်လပ်ခွင့်ထိခိုက်တော့ဘာဖြစ်လဲလို့မေးစရာရှိတယ်။ဘာဖြစ်မလဲဆိုတော့ democracy တိုးတက်မှုရင်းချမ်းမှုတိုင်းတိုင်းနေမှာဒေသလွတ်လပ်ခွင့်ကလည်းတိုင်းတာတဲ့ interest ခုဖြစ်နေတယ်ဒါမှမဟုတ်အနေနဲ့ကြည်တော်စုသစ္စာဆောင်းပါးရေးသားဖော်ပြခဲ့ရတဲ့ပတ်သက်လို့တရားဝင်တောင်းပန်စေခြင်းပေမဲ့သတင်းမီဒီယာတစ်ခုအနေနဲ့အချက်လက်မှားယွင်းမှုမဟုတ်ဘဲတရားစာပါရေးသားချက်ဖြစ်ပြီးဘဲအဖွဲ့အစည်းလူပုဂ္ဂိုလ်ကမှအမြင့်တက်ရေးသားထားတာမဟုတ်တဲ့အတွက် ငင်းချမ်းရေးကိုရှေ့ရှုတဲ့ရေးသားချက်ဖြစ်တဲ့အကြောင်း The Voice သတင်းစာအေဒီတာချုပ်ဦးကျော်မင်းဆိုရပြောလိုက်ပါတယ်။ The Voice သတင်းစာမှာဖော်ပြခဲ့တဲ့ကြည်တော်စုတစ္ဆာတယောစာဆောင်းပါးကြောင့်တမတော်ပေါ်အသေးဖြတ်မှု66ကကြီးပုံမှန်နဲ့ဇွန်လ2ရက်နေ့ကတရားစွဲခံရပြီးရုပ်ရက်ရဲစခန်းကဆင့်ခေါ်ဖမ်းဆီးခံခဲ့ရပြီးမှဦးကျော်မင်းဆိုရ RFA ကိုအခုလိုပြောလိုက်တာဖြစ်ပါတယ်။ တောင်းမှလိုက်လို့ရှိရင်တော့ဒီကိစ္စတွေပေါ်မလာဘူးပေါ့နော်ပြောချင်တာဒါပေမဲ့ကျွန်တော်တို့ကလည်း I'm so sorry ဆိုတာ sort of the apology ပေါ့နော်ကျွန်တော်တို့ကပထမအချိန်မှာအထူးစိတ်မကောင်း ကျောင်းကျွန်တော်တို့ကထည့်ထားတယ်ဒီစားအဲ့ဆိုကျွန်တော်တို့ကဒီစတိုင်ရရဲ့တဘာဝပေါ့နော်တဘောတဘာဝနဲ့ကျွန်တော်တို့ကနာမည်ဘယ်သူမှတတ်မထားလဲတတ်မရောပါဘူးဘယ်သူမှနာမည်တတ်မထားလဲဆိုတော့ကျွန်တော်ကအဲ့လိုဖြစ်မယ်လို့လည်းစဉ်းစားမိအဓိကတော့ငင်းချမ်းရေးတွေရှိရှိတာပဲပေါ့ဒါရှင်းပါတယ်တရားကိုပြန်ဖတ်တဲ့သူဘယ်သူပဲဖတ်ခိုင်းဖတ်ခိုင်းဘူးတော့လေတတ်မရောကတော့အဲ့လိုရှုမြင်တဲ့ပုံမရှိဘူးနော်ဆောင်းမပုံမှာရှုမြင်ပုံကွာခြားချက်ရှိတဲ့အတိပဲကောက်ယူပဲဟာမှာသဘောထားအမြင်ကွဲလွဲမှုရှိတဲ့အတွက်သူကဒီလိုလုပ်တယ်လို့ပဲယူဆတယ် တက်တက်ကတာဝန်ရှိတဲ့ညာရှိကပြောပါတယ်တောင်းပါခဲ့တယ်ကျွန်တော်ကတော့ကျွန်တော်ဘက်ကအဲ့ဟာ officially လို့လို့မရတဲ့အကြောင်းပေါ့နော်ဒီလိုပဲပြန်ပြောတာရှိတယ်တဝိုက်စ်အေဒါကျဥကြုံမဲဆိုပြောသွားတာပါမြန်မာနိုင်ငံရဲ့တရားစီရင်ရေးမှန်းနိုင်ဟာဖက်နက်နဲ့ပောက်တာနဲ့ပြောင်းလဲသွားမှာမဟုတ်ဘဲအမှုမြူပုံကျဲချမှသာပြုပြင်ပြောင်းလဲသွားနိုင်မှာဖြစ်ကြောင်းတရားလွှတ်တော်ရှေ့နေဦးသိန်းသားဦးကပြောလိုက်ပါတယ်ဆေးစာအတုနဲ့အာမခံရယူခဲ့တဲ့ဆိုတဲ့ပြစ်မှုအပေါ်အာမခံရုပ်သိမ်းခဲ့ပြီး တရားသူကြီးကိုဖက်နှက်နဲ့ပြစ်ပေါက်ခဲ့တဲ့လယ်သိမ်းခံလက်သမားများညေရပြန်ရာရေးအကူအညီပေးနေတဲ့ရှေ့နေဦးဇော်ဝင်းကိုထောင်ဒဏ်အပြစ်ပေးပြီးတရားစီရင်ရေးမှန်တိုင်းနဲ့ပတ်သက်လို့ RFA မင်းမြတ်ရမှာဦးသိန်းသန်းဦးကအခုလိုပြောကြားလိုက်တာဖြစ်ပါတယ်တရားစီရင်မှန်တိုင်းကတော့ဖက်နှက်နဲ့ပေါက်လို့မရဘူးเนาะတရားစီရင်မှန်တိုင်းတစ်ခုလုံးကိုကျွန်တော်တို့ကဟိုအမှုလူပုံကြီးရဲ့ခြားမှာအနေထားပဲเนาะတကယ်တကယ်က2008စစ်ကြုံဖွဲ့စည်းပုံအခြေခံဥပဒေဘဝနေပြီးတော့ဒီတရားစီရင်စနစ်ကြီးကပေါ်လာတာ2000ပြည့်နဲ့ပြည်တော်စုတရားစီရင်ဥပဒေဆိုတာပေါ်လာတာ အဲ့ဒါဟာဆီယနာရှင်စနစ်ကသူတို့အကျိုးစီးပွားကိုကာကွယ်တဲ့အဖွဲ့အစည်းဝင်ချင်းတွေဘဝနေပြီးတော့သူတို့အကျိုးစီးပွားဘဝကိုကာကွယ်မဲ့တရားစီရင်ယူတည်ထောင်ထားတာအဲ့တော့အဲ့ဒီတရားရုံးတွေကနော်ဆီယနာရှင်စနစ်ရဲ့ရန်သူတွေဖြစ်တဲ့လူသမားလယ်သမားတွေအကြောင်းသားတွေဒီမိုကရေစီလိုလားသူတွေကိုဖိနှိပ်ထောင်ချဖို့ဖြစ်နေတာဒါဒါစနစ်ရဲ့အမှန်တရားစီရင်စနစ်ရဲ့အမှန်ဒါပဲအဲ့တော့အခုဟာလူလူဆိုးကတက်လာပြီသူဟာတွင်တရားစီရင်စနစ်ကိုကျွန်တော်လုံးဝမပြောင်းလဲနိုင်ဘူးသူတို့ချစ်ရရှစ်ရရရအချက်မှတ်တောင်မရှိသေးဘူး ကျန်တဲ့ဟိုအစုကအပိုင်းမှာလည်းပြောင်းလဲသွားပြီเนาะအထိုက်လေးကပြောင်းလဲသွားပြီတွတ်တော်ပိုင်းမှာဆိုကျွန်တော်တို့အများကြီးနေရာယူသွားပြီလူလူကိုယ်စားလှယ်တို့ရတယ်တရားစီရင်မှာကျွန်တော်တို့နေရာမယူနိုင်သေးဘူးအဲ့တော့တရားစီရင်ကြီးရဲ့နှလုံးသားဟာအမှန်တကယ်အပြင်ဆက်အနာရှင်တို့ကာကွယ်တဲ့နှလုံးသားပဲဖြစ်နေသေးတယ်ဒါကျွန်တော်မူရပြောတာလူရပြောတာမဟုတ်ဘူးအဲ့တော့ကျွန်တော်တို့ကဓာကြီးကိုဖျက်စီးရပြည့်ကိုပြည့်အောင်မှာဖတ်တဲ့နဲ့ထူးတယ်မရအောင်ဒါတော့ရှင်းနေဦးသိန်းသားဘုံပြောတော့တာပါအခုမှမမသားသားစကားများဆေးစင်ရတော့လောက်ပါခင်ဗျာအားလုံးကိုအထူးကျေးဇူးတင်ပါတယ်မင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာ